ဖက်စီကန်ဒါရတဲ့ကျောင်းသားတွေနဲ့ဝန်ရံပြည်သူတွေလွတ်မြောက်ဖို့အတွက်ရတနာပုံတက္ကသိုလ်မှာဇွန်လ26ရက်နေ့ကဆန္ဒပြဖော်ထုတ်ခဲ့ပါတယ်။ဒီသတင်းကိုစောနန်းကပေးပို့ထားတာပါ။ဖန်စီခံထားရတဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ဝန်ရံပြည်သူတွေအ мян ဆုံးလွတ်ပေးဖို့မန္တလေးကရတနာပုံတက္ကသိုလ်မှာမှုတ်ဆေးတွေနဲ့ရေးသားပြီးဆန္ဒထုတ်ဖော်နေတာပါစစ်အစိုးရကြဆုံးပါစေ freezing ကိုတန့် ကျောင်းသားတွေနိုင်တယ်အများဆုံးလွတ်ပေးရေးဆိုတဲ့စာသားတွေကိုကျောင်းအဝင်ထွက်မုပ်ဦးတွေမှာနဲ့ကျောင်းရှိကလမ်းမတွေမှာယတနာပုံတက္ကသိုလ်ကျောင်းသားများတက်မှတ်ကနဲ့ကျောင်းဆက်နီးပညာတက္ကသိုလ်ကျောင်းသားများတက်မှတ်ကတို့ကကျောင်းသားကျောင်းသူ20ကျော်ဟာဇွန်လ26ရက်နေ့နေ့လယ်2:15မိနစ်ကစေမုတ်ကမ်ပိန်းပြုလုပ်ခဲ့ကြတာပါအဲလေးဝန်ဆိုင်ပြုဆောင် ီတိုင်းကြီးရဲ့ဟိုကျွန်တော်တို့မူဝါဒတွေမူပေါင်းနေတဲ့လုံးဝကိုကျွန်တော်တို့ကစัจကျင်ပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုចောင်းသားတွေကဒီပွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်းကျွန်တော်တို့အားကိုးလို့မရတော့ဘူးနောက်ကចောင်းသားတွေရဲ့ဒီလေးဝင်ဆိုင်တွဲဆောင်ဆွေးနွေးရေးမူပေါင်းတွေကိုလည်းကြော်ပြီးတော့ဒီပညာရေးဥပဒေကိုအတည်ပြုခဲ့တာဖြစ်တဲ့အတွက်ဒါဟာကျွန်တော်တို့အနေနဲ့ဒါဟာစစ်ပိုင်းအစိုးရလို့ပဲကျွန်တော်တို့ကသတ်မှတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာကတမြာအဖွဲ့ချုပ်ကအစင်တစိုက်ကျွန်တော်တို့ကစစ်အာဏာရှင်ကိုဟိုစစ်စစ်အစိုးရကိုကျွန်တော်တို့ကစัจကျင်ခဲ့တာအာဏာရှင်အစိုးရကိုစัจကျင်ခဲ့တာပြီးပြီကျွန်တော်တို့ကဒါ ကျောင်းသားတွေကိုဖမ်းဆီးကန်ကျောင်းသားတွေကိုပြန်လည်လွတ်မြောက်ဖို့လည်းကျွန်တော်တို့ကဒါတစိမ့်တစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကတောင်းဆိုတာဖြစ်တယ်။နောက်ကျွန်တော်တို့တာယာဝတီကကျွန်တော်တို့ရဲ့ကျောင်းသားကျောင်းသူတွေကိုကျွန်တော်တို့ဒီရုံးဘုခေါ်တော့ထောင်ဝင်စာတွဲခွင့်ကိုကျွန်တော်တို့ဟိုလေးဘက်ကနေပြီးတော့ ငါးဘက်ပေါ့နော်အဲ့တော့တို့ဒီအောင်ထောင်းဆန်းတွဲခွင့်ပဲမတရားဘူးလို့ကျွန်တော်တို့သိရတယ်ပေါ့အဲ့တော့ထောင်းဆန်းတွဲခွင့်မရရတဲ့အကြောင်းရင်းရတယ်နောက်ကျွန်တော်တို့ဘာအကြောင်းရင်းလဲဆိုတော့ဒီစလိတ်နဲ့ကွန်ပီလို့ဆိုပြီးတော့အဲ့ဒီအကြောင်းရင်းနေနဲ့ကျွန်တော်တို့လောက်ပါတယ်အဲ့တော့ကျွန်တော်တို့အကြောင်းအကြောင်းတွေကကျွန်တော်အကြောင်းအကြောင်းတွေကဒါကြောင့်မလို့ဒီကိစ္စကိုကျွန်တော်တို့ကဟိုလောက်တာပေါ့နော်ဒီဒီအကြောင်းရှင်းပါဒီအောင်စပြီးတော့ဒီအောင်ကိုတက်နိုင်တဲ့ဘက်ကဒီလိုစလုပ်ဖို့ပေါ့ပါ ဇွန်လ25ရက်နေ့ညနေတုန်းကလည်းကျောင်းစင်းချိန်မှာစစ်အာဏာရှင်အစိုးရကြားဆုံးပါစေဆိုတဲ့စာသားပါတဲ့စာရွက်တွေကျဲတဲ့ကမ်ပိန်းတစ်ခုလည်းပြုလုပ်ခဲ့ပါသေးတယ်။ကျောင်းသားတွေဟာဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေနဲ့ပြည်သူတွေလွတ်မြောက်တဲ့အထိအချိန်အဟုန်မြင့်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ကျောင်းသားတော်ဆိုတော့ပထမတော့မလုပ်ဖို့တားတယ်ပေါ့ကျွန်တော်ကဒါဖြတ်လဲပေါ့ကျွန်တော်ကျွန်တော်မှန်တယ်ဆိုတာကျွန်တော်မှန်တယ်ဆိုတာလုပ်တဲ့အတွက်တော့ဒါတားလိုက်ကျွန်တော်ဆက်ရေးမယ်လို့ပြောထားပါတယ်။အရေးယူမှုပိုင်းကတော့ကျွန်တော်ထင်တော့ရှိမယ်ထင်တယ်ဗျ။အခုကဒီမှာကျောင်းရှိမှာရဲမှုတွေပါရောက်နေတယ်။ဟုတ် ဆက်လုပ်လဲကျွန်တော်တို့ရေးယူလဲယူပေါ့ကျွန်တော်တို့ဒါကျွန်တော်တို့မန်နေဖြစ်တာကျွန်တော်တို့မန်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ဆုံးဖြတ်ချက်ကခိုင်းပါတယ်အဲ့တော့ကျွန်တော်မန်နေလို့လောက်တာပဲဘလို့အရေးယူကျွန်တော်တို့ဆက်လုပ်ပါလက်ပန်းကျောင်းသားတပိတ်ကြောင့်တရားဝရီအကျဉ်းထောင်အင်းစိန်နဲ့မြင်းချံအကျဉ်းထောင်တွေမှာဖမ်းဆီးခံကျောင်းသားတွေနဲ့ဝန်ရံပြည်သူတရားနိဗ္ဗာန်လောက်အမှုရင်ဆိုင်နေရတာပါတရားဝရီထောင်မှာတော့တပိတ်မောက်ကျောင်းသားတွေနဲ့ဝန်ရံပြည်သူ80နိဗ္ဗာန်ကိုနိုင်ငံတော်အကြီးမျိုးပြည့်စုံမှုအပါအဝင်ပုံမှန်5ခုနဲ့တရားစွဲဆိုထားပါတယ်ကျွန်မစောနှမ်းပါ